အဲ့တော့ကျွန်တော်ဒီမှာနည်းနည်းလေးပေါ့နော်ကျွန်တော်တို့ဒီကက်သလစ်အသင်းတော်များရှူတောင်းနေကျွန်တော်ဤဝံကလေးအသင်းတော်များရှူတောင်းလေးကိုနည်းနည်းလေးပြပေးခြင်းနဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တည်လွန်ပြီးတဲ့နောက်ပိုင်းမှာကက်သလစ်တွေရဲ့ရှူတောင်းကပါလဲဆိုတော့စင်ကြယ်တန်ရှင်းစေဖို့သူတို့ရဲ့ဝိညာဉ်ဟာတန်ရှင်းဖို့ဆက်ပြီးရှူတောင်းပေးဖို့လိုအပ်တယ်ဆိုတဲ့အရာ ဘာကြောင့်လဲဆိုတော့အဲ့ဒီဝိညာဉ်တွေမတန်ရှင်းတဲ့ဝိညာဉ်တွေက pocketry လို့ခေါ်တဲ့ကျွန်တော်တို့အလွယ်ငရဲငယ်လို့ပဲဘာသာပြန်လိုက်တယ်ဟုတ်လားတော့မသိဘူးပေါ့နော်အဲ့ဒါမှာသူတို့ရှိနေတဲ့အတွက်ကြောင့်ဆူတောင်းပေးဖို့လိုအပ်တယ်လို့သူတို့ကကက်သလစ်တွေကခံယူတယ်ကျွန်တော်တို့ဧဝံဂေလိအသင်းတော်များရဲ့တည်ပြီးတဲ့နောက်မှာကျွန်တော်တို့ဘယ်လိုရှုမြင်တယ်လဲဆိုတော့လူသည်တည်ပြီးတဲ့အခါမှာသခင်ခရစ်တော်ကိုအမှန်တကယ်ယုံကြည်တော်သူဆိုရင်ချက်ချင်းစက္ကန့်မိနစ်တောင်မချဘဲနဲ့ချက်ချင်း ကောင်းကင်နိုင်ငံကိုရောက်တယ်။ဘာကြောင့်လဲဆိုတော့သူ့ကိုကောင်းကင်နိုင်ငံရောက်စေဖို့ရန်အတွက်အာမခံလုံလောက်သောအရာသည်သခင်ခရစ်တော်တွန်းလောင်းပေးတဲ့အသွေးတော်ဖြစ်တယ်။ဒါကြောင့်ဘာမှထပ်ကိုစရာမလိုဘူး။မယုံကြည်သူဖြစ်ရင်တော့ငရဲကိုသွားရမှာဖြစ်တယ်။ဆိုတော့ကိုကျွန်တော်တမန်တော်အဖြစ်ကျွန်တော်ခံယူတာဖြစ်တယ်။ပြီးတဲ့အခါမှာဒီဆူတောင်းခြင်းနဲ့ပတ်သက်တဲ့ရည်ပဲချက်ပေါ့။ကက်သလစ်အသင်းတော်များအနေနဲ့ကတော့မရဏနိုင်ငံမှာရှိတဲ့ pocket tree မှာရှိတဲ့ ဝိညာဉ်တွေကတန်ရှင်းဖို့လိုအပ်တဲ့အတွက်ကြောင့်ဆူတောင်းပေးရမယ်ဆိုရဲသူတို့ခံယူချက်ရှိတယ်ကျွန်တော်တို့ယုံကြည်သူကျွန်တော်တို့ဒီဧဝံဂေလိအသင်းတော်တွေရဲ့ယုံကြည်ချက်ကတော့ဆူတောင်းခြင်းဆိုတာအသက်ရှင်တဲ့အချိန်မှာဖယားသခင်ထံကနေတက်တာမှုရဖို့ရန်အတွက်ကျွန်တော်ဆူတောင်းဖို့လိုအပ်တာဖြစ်တယ်ဖခင်ရဲ့ကူမခြင်းရရှိဖို့ရန်အတွက်အသက်ရှင်တဲ့အချိန်မှာပဲလိုအပ်တယ်လို့ကျွန်တော်တို့ခံယူရဖြစ်တယ်ပြီးတဲ့အခါမှာကေတင်ချင်းနဲ့ပတ်သက်ပြီးတော့မှကက်သလစ်အသင်းတော်တွေက ်ဂျေဇုတော်ကိုလုံးဝမငင်းပယ်ပါဘူးသူတို့လည်းဒါပေမဲ့ဒီဓမ္မအဝိနည်းတွေလာလည်းပဲကယ်တင်ခြင်းအတွက်အကျိုးပြုတယ်ကယ်တင်ခြင်းအတွက်အထောက်အကူဖြစ်တယ်လို့သူတို့ခံယူတယ်ကျတော့ဤဝင်ကလေးအတင်းတော်တယ်မဟုတ်ဘူးကေတင်ချင်းအတွက်ဖယားသခင်စီရောက်ဖို့ရန်အတွက်တခုတည်းသောပြပြစုံတဲ့အရာကတော့ယုံကြည်သောအားဖြင့်ဂျေဇူးတော်ကြောင့်သာရောက်နိုင်တယ်ဆိုတော့ကျွန်တော်ယုံကြည်ခံယူတာဖြစ်တယ်ပြီးတဲ့အခါမှာ မေကာမေကာဘီဦးချမ်းစာလို့ခေါ်တယ်မေကာဘီစ်ပေါ့နော်အဲ့ဒီမေကာဘီဦးချမ်းစာခုနကတော့အာဖာသာလည်းပြောသွားပါတယ်ကက်သလစ်တွေကချမ်းဆောင်80နဲ့3ဆောင်ရှိတယ်ကျွန်တော်တွေက60နဲ့6ဆောင်ဘာလို့ကျွန်တော်ချမ်းစာပေးရလာလဲလို့တချို့တွေကမေးတတ်ပါတယ်အဲ့ဒီချမ်းဆောင်အဲ့ဒီကျွန်တော်ကအပိုကရဖာလို့ခေါ်တာပေါ့ချမ်းပေတွေပေါ့အဲ့ဒါတွေဘာလို့ပေတာလဲဆိုတော့အဲ့ဒါတွေကနော် BC 200နဲ့ နောက်ပိုင်းလောက်မှာရေးသားထားတဲ့အားတွေပုံများပြောမှာရေးသားတဲ့သူတွေက prophet တွေဖြစ်ပါလေဆိုတဲ့သက်သေးအာမခံနေမရှိဘူးသခင်ခရစ်တော်ကအဲ့ဒီ apocrypha တွေကိုကိုးကားပြီးတရားမဟောဘူးဘူးတမန်တော်တွေကလည်း apocrypha တွေကိုကိုးကားပြီးတရားမဟောဘူးအဲ့ဒီသက်သေးတွေကြောင့်အဲ့ဒီကျမ်းစာခုနှစ်ဆောင်ကို ကျွန်တော်တို့အသုံးမပြုကြတာဖြစ်တယ်ဒါပေမဲ့ catholic တွေကတော့အဲ့ဒီမီကာဘေးတင့်နှစ်ကိုမှုတ်သွင်းဝင်တမန်ကျမ်းစာဖြစ်သူတို့အသုံးပြုတယ်အဲ့ဒီမီကာဘေးမှာလောင်မှ၃ခုရှိပါတယ် Orthodox တွေကမိကာဘီ3ခုရှိတယ်1 2 3တောင်ရှိတယ်အဲ့တော့ Catholic တွေကမိကာဘီ1မိကာဘီ2ကို Canon ကွန်အာ Canonical Scripture အဖြစ်သူတို့ကသတ်မှတ်တယ်ကျွန်တော်တို့ကတော့အဲ့ဒီအရာကိုမှုတ်သွင်းဝင်တဲ့ကျမ်းစာအဖြစ်ကျွန်တော်မထည့်သွင်းဘူးအဲ့ဒါကကျွန်တော်တို့ရဲ့ဒါမတူညီ क्वे ပြတဲ့အရာဖြစ်ပါတယ်ဒီအရာနဲ့ပတ်သက်ပြီးတော့မှဒါညင်းခုံရံဖြစ်စရာအကြောင်းလည်းမရှိပါဘူးသူတို့ရဲ့ရှူတောင်းဖြစ်တယ်ကျွန်တော်ရဲ့ရှူတောင်းအဲ့ဒီအရာပေါ်မှာဒါဖရာသခင်ရဲ့ ေးတဲ့ဉာဏ်ပညာဘုရားသခင်ဖွင့်ပြခြင်းအဖြစ်ကျွန်တော်အရောက်ချင်းစေခုချိန်မှာဆိုတမကျန်းစာအများကြီးရှိပါတယ်နော်ကိုယ်တိုင်ဖတ်ရှုပြီးတော့မှလေးလာသုံးသပ်လို့ရတယ်မဝယ်နိုင်ဘူးဆိုရင်လည်းကျွန်တော်စီမှာအခမဲ့ယူလို့လည်းရပါတယ်လို့နော်ကဲဟုတ်ပြီကျွန်တော်တည်လွန်ပြီးသောတန်ရှင်းသူယုံကြည်သူတွေဝိညာဉ်အတွက်ဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့မှသူတို့ကိုးကားတဲ့အရာတွေကက်သလစ်တွေကမီဂါဘီဦးဒုတိယဆောင်ခိုင်းစနစ်အပိုင်ငယ်55 46ကိုသူတို့ကအဓိကအခြေခံပြီးတော့မှသူတို့ရဲ့အဓိက အာ source ကအဲ့ဒါပေါ့နော်အဲ့တော့ဒီမှာဘယ်လိုဖော်ပြထားလဲဆိုတော့သို့တော်ဖရာတရားကြည်ညိုသည်ဆုံးသွားသူများအတွက်ဘုံကုံရှိသောဆုလတ်တော်ကိုထားရှိမည်ဟုသူမျှော်လင့်သောကြောင့်သူဆိုတာကအဲ့ဒီယူဒမီကာဘီဟုပြောတာဖြစ်တယ်သူမျှော်လင့်သောကြောင့်ဤသူပြုတ်ချင်းသည်တန်ရှင်းယူသည်ကိုင်းဆိုင်သောလူရဖြစ်ပေထို့ကြောင့်သူသည်တည်လွန်သောသူတို့ အတွက်အပြစ်ဒဏ်ဆပ်ဖြေရာရစ်ကိုပူဇော်ခြင်းနှင့်ထိုသူတို့သည် အပြစ်မကောင်းမှုမှလူငင်းနိုင်ကြမည်ဖြစ်တည်းဆိုတော့မှဒီမှာပေါ်ပြထားတယ်အဲ့တော့အဲ့ဒီဟာကိုဒီဟာကိုသူတို့ကကက်သလစ်တွေအဓိကအခြေခံတာဖြစ်ပါတယ်ဗောနော်အဲ့တော့ယူရမီကာဘေးအကြောင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်အနေကိုအင်တာနက်တွေမှာလည်းလေ့လာလို့ရတယ်အဲ့တော့သူကဒါဒေါ်လာကြီးကောင်းဆောင်ဖြစ်တယ်ယူပရိုဟိတ်တူရတာဖြစ်တယ်ဒါပေမဲ့ဒီနိုင်ငံကြီးအတွက်ဒေါ်လာကြီးကောင်းဆောင်နေမှာပါဝင်ပြီးတော့မှယူရလူမျိုးတွေလွတ်မြောက်ဖို့ရန်အတွက်နော်ဥဆောင်တဲ့သူဖြစ်တယ်အဲ့ဒီမှာမှဒါ သူ့ရဲ့စစ်သားတွေမြောက်များစွာကတေကြလေအဲအဲ့ဒီစစ်သားတွေထဲမှာတည်တဲ့သူတွေထဲမှာအချို့ကဥပုံနဲ့ချိုးဖောက်ပြီးတည်တဲ့သူတွေလည်းရှိတယ်။အဲအချို့ကအဲ့ဒီအလောင်းတွေကိုသူကသွားကြည့်တဲ့အခါမှာအလောင်းတွေအแทမှာတခြားဖျားတဲ့ရုပ်တုတွေကိုသူတို့ထည့်ထားတယ်သူတို့ဆောင်ထားတယ်။အဲ့ဓာတွေကိုတွေးတဲ့အတွက်ကြောင့်အော်ဒီလူတွေဟာဒီယူရလူမျိုးတွေအတွက်ဖျားသခင်အတွက်တိုက်ပွဲဝင်ပေမဲ့သူတို့ဒီလူမျိုးအမားလေးတွေလုပ်တယ်ဗောအဲ့အတွက်သူကဆူတောင်းပေးတဲ့အရာဖြစ်ပါတယ်။အဲ့တော့ဒါယူရမေကာဘီက စုတောင်းတဲ့အတွက်ကြောင့်ဒါဒီအလားမှန်တယ်လို့ကျွန်တော်ကယူဆလို့မရဘူး။ဘာလို့လဲဆိုတော့ဓမ္မဟောင်းမှာဒါအရှောက်ဘဒူကမှတည်ပြီးတော့သူတွေအတွက်စုတောင်းတယ်ဆိုတော့ကျွန်တော်တို့ဓမ္မဟောင်းကျမ်းတစ်ခုလုံးမှာနော်အဲ့ဒီဟာနဲ့အလားတရန်တူတဲ့အဲ့ဒီ concept ကိုကိုမတွေ့ရဘူး။ဥမာဒါဝိသူ့သားငယ်လေးဖြားနေတဲ့ချိန်မှာအကြီးကျယ်စုတောင်းတယ်ထမင်းမစားနိုင်တော့။ဒါပေမဲ့သူတည်တဲ့အခါမှာလုံးဝအစားအစာရှင်လန်းစွာလို့ပြမစုမတောင်းတော့။ဒါလေးတွေအစားပေါ့နော်။အဲ့တော့ ဒါကတော့ယူရဘီကာဘီကိုသူတို့အခြေခံတယ်နံပါတ်2ကတော့ according to ora sa prama song khai 3အပိုင်း15ဒီရှင်ပေါ်လူကပြောတဲ့အရာလေးပေါ့နော်အဲ့ဒါခုနဖာသားလည်းပြောတယ်ထင်ပါတယ်နောက်လေးတစ်ချက်လောက်ကျွန်တော်ဖတ်ပေးခြင်းနဲ့အကျဉ်သူရဲ့အလုတ်တီကျွန်းလောင်ဤသူသူဒီအရှုံးခံရင်လည်းသူ့တော်လည်းမင်းနှစ်လွတ်တကယ်သူသူဒီကယ်ရင်ခြင်းတို့ရောက်လိမ့်မည်ဆိုတော့မှဒီမှာပေါ်ပြတဲ့အရာကိုဖာသားကတော့ခရိယန်တယောက်တည်တဲ့အခါမှာနော်သူ့ရဲ့အလုတ်ကို စစ်စစ်ပွင့်ရတဲ့ပိုကက်ထရီမှာရှိနေတယ်အဲ့တော့နောက်မှနေဆူတောင်းပေးမှပဲမီးနဲ့လုပရမကယ်တင်ချင်းရောက်မယ်ဆိုပြမသူကအာသူတို့အ ਨੇ ဖွင့်တယ်ပေါ့နော်သူတယောက်ပဲမဟုတ်ပါဘူးဒါကက်သလစ်အားလုံးကအဲ့လိုဒီမြင်တာဖြစ်တယ်အဲ့ဒါကိုအသုံးပြုတာပေါ့အဲ့တော့ဒီဟာကိုကျွန်တော်ကြည့်တဲ့အခါမှာနောက်မှထပ်ပရမဖော်ပြထားတဲ့ဒီအကြောင်းအရာဘာကြောင့်ရေးတာလဲဆိုတဲ့အရာကို အပေါ်မှာရေးထားတယ်နော်ဒီဒီအပိုင်ငယ်15ရက် ဖြစ်ပေါ်လာရတဲ့အခြေခံကအပေါ်မှာဖြစ်တယ်အတီးတီးလို့တော့အလုပ်တွေထင်ရှားလိုက်မည်လို့ပြောတယ်အဘယ်သူနင်းမှုကဖော်ပြချင်းနည်းရတဲ့မိအားဖြစ်ထင်ရှားလိုက်မည်လူတိုင်းလို့တော့အလုပ်တွေအဘယ်သူတော့အလုပ်ဖြစ်တယ်ကိုမိသည်စစ်ကြောစုံစမ်းလိုက်မည်ထူတိုက်မြင့်အပေါ်၌ထတ်ဆင်း၍တီဆောက်သောအကျဉ်သူဤအလုပ်တွေမြဲဤထူထူသည်အကျိုးကိုခံရလိမ့်မည်လို့ပြောတယ်ပြီးတော့မှ ဒီမှာခုနကျွန်တော်ဖတ်တဲ့ပိုက်ငယ်ဆင်ကအကျဉ်တူဤအလုတ်တီကျွမ်းလောင်ဤထူထူတီအရှုံးခံရလိမ့်မယ်အဲ့တော့ဒီမှာကခရိယန်နေရဲ့ဝိညာဉ်ကိုပြောတာမဟုတ်ဘဲနဲ့ရှင်ပေါလုကသူဟာခရစ်တော်ဤအသင်းတော်ကိုနော်ခရစ်တော်ရဲ့ခန္ဓာကိုယ်ကိုလိမ္မာသောဘိတုကတယောက်လို့သူကအုံမြစ်ချတယ်အဲ့ဒီပေါ်မှာပေါလုနောက်ကနေထပ်ပြီးတိဆောက်တဲ့ ဆရာတွေနော်အဲ့ဒီဆရာတွေအလုတ်နဲ့ပတ်သက်ပြီးတော့မှပြောတာဖြစ်တယ်ယုံကြည်သူတွေအားလုံးကိုစူလို့လာမဟုတ်ဘူးဆိုတာကအပေါ်ပိုင်းကိုတေးတေးချာချာဖတ်ရင် နားလည်မှဖြစ်ပါတယ်နံပါတ်3ခုနဖာသာလည်းသုံးပါတယ်နှစ်တီအခိုင်တီအပိုင်ငယ်၁၈ honesty for attraction ball ရဲ့ suit down ချက်ပေါ့နော်အဲ့ဒါမှကျွန်တော်ကြည့်တဲ့အခါမှာ honesty for အဲ့ဒီနေ့မှာသခင်ဖျားလက်မှဂယုနာတော်ကိုခံရမြင်အကြောင်းအဲ့ဒီမှာထူနေရဲ့ဆိုတာကိုအဓိကအ နော်ထူနီရဆိုသူသေပြီးတော့မှသူ့ရဲ့ဝိညာဉ်လို့ပြောနေတာဖြစ်တယ်အဲ့တော့တကယ်တော့ဝိညာဉ်နေအတွက်ကနေရမရှိတော့နော်ဝိညာဉ်နေအတွက်ဟိုဘယ်နေဘယ်နေရဆိုတာမရှိဘူးထူနီရလို့ပြောတဲ့အတွက်ကြောင့်ညီကြီးအပေါ်မှာ honesty ဖို့တခုခုကြုံရမယ်နေရမှာသခင်ဖရားရဲ့ဂယုနာတော့အားဖြင့်သူ့ကိုထောင်မှဖို့ရန်အတွက်ဆူတောင်းပေးတာဖြစ်တယ်ဘာကြောင့်လဲဆိုသခင်ဖရားရဲ့ဂယုနာတဲ့အထူးသဖြင့် အဲ့ဒီအသင်းတော်ကနဦးအသင်းတော်တွေမှာယုံကြည်သူတွေကကြီးစွာသောနှင်းဆဲခြင်းခံရတဲ့အတွက်ကြောင့်အဲ့ဒီနှင်းဆဲခြင်းနဲ့အဲ့ဒီကြီးစွာသောဒုက္ခတွေကိုရင်ဆိုင်နိုင်ဖို့ရန်အတွက်ဘုရားသခင်ကဂယုနာနဲ့ထောက်မှမှုတာလင်အဲ့ဒီအရာတွေကိုရင်ဆိုင်နိုင်တဲ့ခွန်အားဖြစ်တာဖြစ်တယ်။တောင်တစ်ပြခန်းခြင်းနဲ့အပိုင်ငယ်30မှာလည်းပဲဘယ်လိုဖော်ပြထားလဲဆိုတော့အထက်ကအပေါင်းအသင်းမဟုတ်ယခုတွင်ဖယားသခင်အပေါင်းအသင်းဖြစ်ကြိုက် ဂယုနာဂျေဇုတော်ကိုအထက်ကမခံရတော့လဲယခုတွင်ခံရကြ၏ဆိုတော့ဂယုနာဂျေဇုကိုအခုမင်းတို့ခံရလို့ပြောတဲ့အခါမှာအသက်ရှင်နေတဲ့အချိန်ကိုပြောနေတာဖြစ်တယ်ကျွန်တော်အသက်ရှင်နေတဲ့အချိန်မှာကျွန်တော်ရင်ဆိုင်ကြုံတွေ့ရမယ်အမှုရာအတီးတီးတွေဖျားတကယ်ဂယုနာနဲ့ကျွန်တော်ကိုထောင်မဖို့လိုအပ်တာဖြစ်တယ်ဒါကြောင့်ဒီအကြောင်းအရာဒီအော်နေတိဖို့တည်တဲ့အတွက်ကြောင့် သူ့ရဲ့ဝိညာဉ်တန်ရှင်းစင်ကြယ်ဖို့ဆူတောင်းတယ်လို့ကျွန်တော်အနှစ်ဖွင့်တာဒီတကယ်တမချန်းစာရဲ့ဆူလို့ရင်းမဟုတ်ဘူးဆိုတော့ကိုကျွန်တော်နားလေရတယ်ဒီဟိဘက်ခန်းကြီးကို29နှစ်ကော90ကတော့ကက်သလစ်အသင်းတော်ဖာသာတွေဘသူကမှတော့ဒီဟာကို pocketry မှာရှိတဲ့ဝိညာဉ်တွေအတွက်ဆူတောင်းပေးခြင်းနဲ့မတုံးကြဘူးကျွန်တော်လေ့လာမိတယ်လို့ပေါ့နော်ဒါပေမဲ့ Father Martin ကတော့သူ့ရဲ့ဗီဒီယိုမှာလည်းသုံးတယ်ခုနကလည်းသူသုံးပြသွားတယ်အဲ့တော့ဒီအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနေနဲ့ပြောပေးခြင်းနဲ့ ဒီမှာဟိဘဲ9:20ခုမှာဆိုရင် လူဒီတခါတည်းတည်၍ထို့နောက်မှ တရားစင်ခြင်းကိုခံရတကယ်တူခံရတကယ်တူဆိုတော့ဒါဥပမာကိုပြောတာဖြစ်တယ်ဥပမာနေနဲ့ပေါ်ပြထားတယ်လူဟာတခါလဲတည်ပြီးတော့မှတရားစင်ခြင်းကိုခံရတယ်လို့ပဲတဲ့အဲ့မှာကျွန်တော်နားလည်ဖို့လို့အတားကနောက်ဒီမှာထပ်ပြမဘလို့ထပ်ရှင်းပြတယ်လဲဆိုတော့အင်မတန်မှရည်ကြီးတယ်အဲ့ဒီအတိုင်းပဲတဲ့ထူနေတူထူနေတူခရစ်တော်သည် လူများအပြစ်တို့ကိုခံခြင်းကတခါတည်းကူကိုပူဇော်ပြီးမှနောက်တပံထူသခင်ကိုမျော်လင့်လက်နေသောသူတို့ကိုကယ်တင်ခြင်းအလိုငါအပြစ်နဲ့မဆိုင်ဘဲပေါ်ထွန်းတော်မူလတ္တဒီချမ်းပိုက်အပေါ်မှာအခန်းကြီးကို20ခုကလူဟာတေပြီးတော့မှတရားစင်ခံရမှာဖြစ်သောကြောင့်အဲ့ဒီတရားစင်ခံရမယ့်သူအတွက်ဆူတောင်းပေးရမယ်ဆိုရည်ရွယ်ချက်နဲ့ရေးတာမဟုတ်ဘူးအဲ့တော့ကျမ်းစာကိုကျွန်တော်ယူတဲ့အခါမှာကျွန်တော် အတပိုင်းတစားလေးကိုယူလို့မရဘူး context လို့ခေါ်တယ်သူ့ရဲ့ဆက်ဆက်မှုတစ်ခုလုံးဘာကြောင့်ဒီလိုရေးရလဲဆိုတော့သူ့ရဲ့ကောက်ချက်ချတဲ့စကားလုံး conclusion term လို့ခေါ်တယ်ကောက်ချက်ချပေးတဲ့စကားလုံးနေเนาะအဲ့ဒီချိတ်ဆက်တဲ့ဝေါ်ဟာရတွေကျွန်တော်တို့တေချာကြည့်ဖို့လိုအပ်တယ်ဒီမှာဘာဖော်ပြထားလဲဆိုတော့ to need to credit တော်တယ် to need to ဆိုတာကလူဟာတခါလဲတည်တယ်လို့ပဲ credit တော်လဲတခါပဲတည်ခံရတယ်အဲ့ဒါကိုပြောတာ credit တော်ကတခါတခါတည်စရာမလိုဘူး ခဏခဏခရစ်တော်အသေးခံရွေးနှုတ်ကယ်တင်စရာမလို့သူတခါတည်းအသေးခံခြင်းရွေးနှုတ်ကယ်တင်ခြင်းဒီထာဝရအတွက်လုံလောက်တယ်တခါပဲခရစ်တော်ကအသေးခံဖို့လိုအပ်တယ်ဆိုတော့ပြောတာဖြစ်တယ်အသေးခံတယ်ပြီးမှကြားထဲမှာဘာမှလုပ်စရာမလို့နောက်တဖန်ထိုးသခင်ကိုမျော်လင့်လက်နေတော်သူတို့ကိုကယ်တင်ခြင်းကအပြစ်နဲ့မဆိုင်ပဲပေါ်ထွန်းလက်တာထိုးသခင်ကိုမျော်လင့်လက်နေတော်သူတို့ဆိုတာကယ်တင်ခြင်းရတဲ့ယုံကြည်သူတို့ပြောတာသူတို့တွေကိုကယ်ဖို့ ိုတော်ကပဲသူကပဲတာဝန်ယူမှာကျွန်တော်ကြားတဲ့နေဆူတောင်းပေးစရာမလိုဘူးသူ့ကိုယုံကြည်ပြီးမျှော်လင့်တဲ့သူတွေကိုသူကယ်ထားတဲ့သူ့ကိုယုံကြည်တော်သူတို့ကိုတခါပြန်လာပြီးလာကယ်ဖို့ရန်အတွက်လဲကြားထဲမှာဘာမှကူညီစရာမလိုသူပဲသူကယ်ထားတဲ့သူတွေကိုသူအဆုံးထိတာဝန်ယူမှာဖြစ်တယ်ဒါကြောင့်တခါအသေးခံပြီးတော့မှကယ်တင်ပေးခဲ့ပြီးဖြစ်ပါတယ်နောက်တစ်ပံကယ်တင်ဖို့ပြန်ကြွလာမယ် เนาะအဲ့တော့အခုလက်ရှိပြစ်ဆုတ်ပါမှာကြတော့ကျွန်တော်တို့ကိုဘာနဲ့တန်ရှင်းစေတာလဲဆိုတော့ယောဟန်စခွန်တစ်သက်ခန်းကြီးက23 24မှာဘလို့ဖော်ပြထားလဲဆိုတော့ကိုရောဣတမာတရားအားဖြင့်သူတို့ကိုတန်ရှင်းစေတော်မူပါကိုရောဣနှုတ်ကပတ်တည်တမာတရားဖြစ်ပါ၏ကျွန်တော်တို့တန်ရှင်းဖို့ရန်အတွက်လဲတစုံတစ်ယောက်ရဲ့ဆုတောင်းပေးခြင်းအဖြစ်မဟုတ်ပါဘူးဖယားကနှုတ်ကပတ်တော်အဖြစ်တန်ရှင်းတော်ဝိညာဉ်တော်ကကျွန်တော်ကိုကူမာဘုရမ ဖယားသခင်နှစ်သက်တဲ့တန်ရှင်ရဲ့အသက်တာနဲ့ဖယားကသူ့ရဲ့နှုတ်ကပတ်တော်နဲ့တန်ရှင်စီမှာဖြစ်တယ်။ဒါကြောင့်တစ်သက်ခန်းကျင်းက23 24မှာငိန်သက်ချင်းအရှင်ဖယားသခင်ကိုတော်တိုင်လဲတင်တို့ကိုအကုန်အစင်တန်ရှင်းစီတော်မူပါစေတော့ငါတို့သခင်ယေရှုခရစ်တော်ကြွလာတော်မူသောအခါသင်တို့ဤကိုခန္ဓာစိတ်ဝိညာဉ်အပေါင်းကိုအပြစ်တင်ခွင့်နဲ့ကင်းလွတ်စေခြင်းကစောင့်မတော်မူပါစေတော့ဘယ်သူကစောင့်မမှာလဲဆိုတော့ဖခင်သခင် သင်တို့ကိုခေါ်တော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံသည်ဖြစ်၍ထိုသို့ပြုတော်မူလိမ့်မည်။ဖယားကံကျွန်တော်ကိုခေါ်ထားတယ်ကျွန်တော်ကိုကယ်ထားတယ်ဒါကြောင့်သူပြန်လာတဲ့အခါမှာလည်းပဲခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးသည်အပြစ်တင်ခွင့်ကင်းလွတ်အောင်ခုကြရစာဖယားကကျွန်တော်ကိုဆောင်းမနေတာဖြစ်တယ်။ဂယုနာနဲ့ကျွန်တော်ကိုထူမနေတာဖြစ်တယ်။ဂယုနာနဲ့ကျွန်တော်ကိုထောင်မပရမသူရဲ့နှုတ်ကပတ်တော်အပြင်ကျွန်တော်ကိုပြုတ်ပြင်လမ်းပြပရမနှုတ်ကပတ်တမာတရားဖြစ်ကျွန်တော်တန်ရှင်းစေတာဖြစ်တယ်။ဒါကြောင့် နေဟီဘဲကို29တီလူဒီတခါလဲတင်ထူနောက်မှာတရားစင်ချင်းခံရလဲဆိုတာကကျွန်တော်တရားစင်ချင်းကလွတ်ဖို့ရန်အတွက်ခရစ်တော်တခါလဲပဲအသေးခံရတယ်ခရစ်တော်တခါလဲအသေးခံခြင်းဒီတရားစင်ချင်းဟာလူမြောက်စီတာဖြစ်တယ်ဒါကြောင့်အဲ့ဒီအဲ့လောက်ယုံကြည်တဲ့သူတွေကိုတဖန်ကယ်ဖို့ရန်အတွက်ပြန်ကြွလာမှာဖြစ်တယ်ဆိုတာကိုဒီချမ်ပိုက်ကပြောပေးတာဖြစ်ပါတယ်ပြီးတော့မှနှစ်ကော90ကိုလဲခုနကနော်ဖာသာလဲသုံးတယ်အเจ้าမူကငါတို့ရှိသမျှဒီခန္ဓာကိုခန္ဓာ၌ကျင့်တော်အကျင့် ကောင်းမကောင်းရှိတဲ့အတိုင်းအကျိုးအဖြစ်ကိုအတီးတီးခံခြင်းကခရစ်တော်၏တရားပလင်ရှိနိုင်ပေါ်လာရကြမယ်ဟုတ်ပြီဒီတပိုက်ပဲယူလို့မရဒီတပိုက်ပဲယူလို့မရစကားဆက်ရှိတဲ့အရာကြီးကျတော့ဒုဖြစ်၍ဒုဖြစ်၍သခင်ဖျားနဲ့ဆိုင်သောကြောက်မဲ့ပွေတော့အကြောင်းအရာတို့ကိုငါတို့ဒီတိလင်တမန်တော်ကသူ့ကိုသူပြောလာငါတို့တိတဲ့အတွက်ကြောင်းတဲ့လူများကိုနှိုးဆော်သွေးဆောင်ရသည်ဖြစ်၍ဖျားသခင်ရှိတော်၌ထင်ရှားကြ၏ ်တင်တို့စိတ်ရှိနိုင်လဲထင်ရှားကြလို့ပြောထားတယ်အဲ့တော့လူဟာဒီခန္ဓာကိုယ်မှာကောင်းမကောင်းချင်းတမြအားလုံးလူသားတွေကိုဖရာတနည်းကြံတရားစင်မယ်အဲ့လာဟာတဲ့တခင်ဖရာနဲ့ဆိုင်တဲ့ကြောင်းမဲ့ဖွဲ့အကြောင်းအရာဖြစ်တယ်အဲ့ဒီအကြောင်းကတော့တိထားတယ်ဖရာကဖွင့်ပြထားတာ哦တိထားတဲ့အတွက်ကြောင့်လူတွေကိုနှိုးစော်သွေးဆောင်ရတာဖြစ်တယ်တဲ့ဖရာတခင်တခင်ဖရာနဲ့ဆိုင်တဲ့ကြောင်းမဲ့ဖွဲ့ရှိတဲ့အတွက်ကြောင့်အဲ့ဒါနဲ့လွတ်အောင်ငါတို့နောက်မှနေဆူတောင်းပေးရမယ်လို့မပြောဘူး အဲ့လိုကြောင်းမဲ့ဖွယ်ရှိတဲ့တဲ့ကြောင်းလူတွေကိုနှိုးဆော်သွေးဆောင်ရတယ်။ဟိုးပိုကက်ထရီမှာရှိတဲ့ဝိညာဉ်တွေဥမာဆိုပါဆိုဟိုကျွန်တော်တို့ခံယူကြတဲ့ပိုကက်ထရီမှာပိုကက်ထရီဆော်မရှိဘူးပေါ့။ဆိုတော့ရှိတယ်ပဲထားလိုက်ပါတော့။အဲ့ဒီပိုကက်ထရီမှာရှိတဲ့ဝိညာဉ်တွေကိုနှိုးဆော်သွေးဆောင်လို့မှမရလား။ဒါကြောင့်ရှင်ပေါ်လို့ဒီမှာပါပြောထားတယ်။နှစ်ကော90မှာကိုခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းဆိုတာကယုံကြည်သူတယောက်သူ့ရဲ့ဝိညာဉ်တော့မတန့်ရှင်းဖရာသခင်စီမရောက်ဘဲနဲ့ နောက်ဝင်စုတောင်းတန့်ရှင်းအောင်စုတောင်းပေးဖို့လိုအပ်တယ်လို့ဆိုလိုတာမဟုတ်ပဲနဲ့သခင်ဖျားနဲ့ဆိုင်တဲ့ကြောင်မဲ့ဖွယ်လူတိုင်းရဲ့ရှိမှရှိတော့ကြောင်အဲ့ဒါကိုတည်တဲ့အတွက်ကြောင်လူတွေကိုနှိုးဆော်သွေးဆောင်ရတယ်ဆိုတာကိုဖော်ပြတာဖြစ်ပါတယ်အတွက်နောက်ဆုံးအချက်အနေနဲ့တေလွန်ပြီးတဲ့သူတွေကိုစုတောင်းပေးဖို့ရန်အတွက်သခင်ယေရှုခရစ်တော်နဲ့တမန်တော်များရဲ့ပညာချက်တွင်တင်ချက်တမန်ကျမ်းစာမှာမရှိအဲ့တော့တမန်ကျမ်းစာမှာတိတိကျကျမရှိရင် ကျွန်တော်တမာကျန်းစာလေ့လာခြင်းကပုံအရာတမာကျန်းစာမှာ definite order definite text မရှိရင်ခံယူချက်အနေနဲ့မခံယူရဘူးနော်အဲ့ဒါထင်မြင်ချက်အနေလောင်းနေတော့ထင်မြင်လို့ရတယ် philosophy အနေနဲ့တော့တွေးလို့ရတယ်ခံယူချက်အနေနဲ့ကျွန်တော်ယုံကြည်သူခံယူမယ်ဆိုရင်သခင်ယေရှုနှုတ်ထွက်စကားရှိရမယ်တမန်တော်ရဲ့နှုတ်ထွက်စကားရှိရမယ်တမာကျန်းစာမှာရေးသားထားတာရှိရမှာဖြစ်တယ် Okay, ဟုတ်ပြီကျေးဇူးတင်တယ်ပြန်ပြီးမှကျွန်တော်ဒီ slide လေးကြည့်အောင်နော်အဲ့တော့သခင်ယေရှုခရစ်တော်နဲ့တမန်တော်တွေကတုံတင်ပေးတဲ့တမန်ကျမ်းစာမှာလာတဲ့ဆုတောင်းခြင်းအချို့ပေါ့ကျမ်းစာတအုပ်လုံးတော့မဟုတ်ပေါ့နော်အချို့ကိုကျွန်တော်ကြည့်တဲ့အခါမှာဖျားသခင်အလိုတော်ပြည့်စုံဖို့ဆုတောင်းခိုင်းတယ်အဲ့တော့ကျွန်တော်ဆုတောင်းတယ်ဆိုတော့တောင်းလို့ရလားဆိုတော့ရတယ်ခုနကကျွန်တော်ပြောပြီးပြီဖျားသခင်စီမှာပဲတောင်းတောင်း ဘုရားသခင်စီမှာဟိုကြောက်တွုံးစီမှာပဲတောင်းကြောက်တွုံးစီမှာတောင်းတော့တောင်းလို့ရကြောက်တွုံးကဘာမှမပေးနိုင်အေးဘုရားသခင်စီမှာတောင်းဘုရားပေးနိုင်တယ်ဟုတ်တယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့တောင်းတိုင်းသူပေးနိုင်တိုင်းမပေးဘူးအဲ့တော့သူရဲ့အလိုတော်ပြည့်စုံဖို့ဆုတောင်းတင်ပေးတယ်အဲ့တော့တီတီယောခန်းချင်းကအပိုင်ငယ်၁၄မှာလည်းပဲဘုရားသခင်အလိုတော်နဲ့အညီဆုတောင်းရင်တောင်းတဲ့အရာကိုပေးမယ်လို့ပြောတာအဲ့တော့ကျွန်တော်တို့ဆုတောင်းတဲ့အရာက ဖရာရဲ့အလိုတော်ဖြစ်ဖို့ဖြစ်တယ်ဖရာရဲ့အလိုတော်ဆိုတာနှုတ်ကပတ်တော်အပြင်တည်တည်ကြကြတွင်တင်ပေးထားတဲ့ပေါ်ပြပေးတဲ့တမန်တရားဖြစ်တယ်အဲ့တော့ကျွန်တော်တမန်တော်ရှင်ယာကုကားပါပြောထားလဲဆိုတော့စင်းရဲဒုက္ခခံရတဲ့အခါမှာဆူတောင်းရမယ်လို့ပြောတယ်အဲ့တော့ယုံကြည်သူအသက်ရှင်တဲ့အခါမှာစင်းရဲဒုက္ခခံရတဲ့အခါမှာကျွန်တော်ကိုယ်ပိုင်ခွန်အားနဲ့မနိုင်ဘူးဒါကြောင့်ဖရာရဲ့ဂယုနာလိုအပ်တယ်ဖရာရဲ့မာစာခြင်းလိုအပ်တယ် ဒါကြောင့်ဆင်းရဲဒုက္ခခံရင်ဆူတောင်းပါလို့ပြောတယ်ပြီးတဲ့အခါအခန်းကြီးဒီရှင်ယာကုတ်ကပဲအခန်းကြီး၅ပိုက်ငယ်16မှာအချင်းချင်းဆူတောင်းပေးရမလို့ပြောတယ်အဲ့ဒီအချင်းချင်းမှာအသက်ရှင်နေတဲ့သူကတည်ပြီးတဲ့သူကိုပြောတာမဟုတ်ဘူးလားအသက်ရှင်နေတဲ့သူနှစ်ယောက်ကတယောက်နဲ့တယောက်ပြင်းမှန်းလဲတယောက်နဲ့တယောက်တောင်းပန်ပြီးတော့မှဖျားသခင်စီမှာလည်းတယောက်နဲ့တယောက်ဆူတောင်းပေးရမလို့ဖော်ပြတယ်။ပြီးတော့နံပါတ်9မှာရှင်ပေါလုက ယောမ30တတတနှစ်တနှစ်မှာကေဒီအသက်ရှင်နေတဲ့သူတွေကိုကေတင်ချင်းတရားဤဝန်ကြီးတရားကြားပြမခရစ်တော်ရဲ့ကေတင်ချင်းကိုသူတို့လက်ခံရရှိဖို့ရန်အတွက်ဆူတောင်းပေးတယ်ရှင်ပေါလုကယောမ30တမှာဣသရေလလူမျိုးတွေကေတင်ချင်းရဖို့သူဆူတောင်းပေးတယ်တတနှစ်တကနဲ့နှစ်မှာရှင်ဘီမဆာ၍မင်းအနာဇက်ရှိတဲ့သူလူခတ်သိမ်းအသီးသီးမှာ အတွက်ဆူတောင်းပေးပါလေဘာကြောင့်လဲဆိုတော့တဲ့လူအားလုံးကယ်တင်ခြင်းရဖို့ကယ်တင်ခြင်းသို့ရောက်ပြီးတမန်တော်ရတိဖို့ဖျားလို့တော်ရှိတယ်တဲ့ဒါကြောင့်အသက်ရှင်နေတဲ့သူတွေအတွက်ဆူတောင်းခိုင်းတယ်နံပါတ်6ရှင်ပေါ်လူကိုယ်တိုင်အဖက်အတင်းတော်ပြောတယ်အမှုတော်ဆောင်ရွက်နေတဲ့ငါတို့တွေအတွက်ဆူတောင်းပေးပါတဲ့ရဲရင်စွာငါတို့ဟောပြောနိုင်ဖို့အဲ့လိုပြောလို့ရှင်ဘောလိုကကြောက်နေရတာမဟုတ်ဘူးဒါပေမဲ့ရှင်ဘောလိုအသက်ရှင်နေတဲ့အချိန်မှာရှင်ဘောငါတို့အတွက်ဆူတောင်းပေးပါလို့ပြောနေတယ် အဲ့တော့ဒါဟာဒီ simple လို့ကိုယ်တိုင်တောင်းဆိုရရခொနဲ့တေပြီးတော့သူများအတွက်မျောလင့်စရာမရှိဘူးတေပြီးတဲ့သူတွေအတွက်တော့လုံးဝမျောလင့်စရာမရှိဘူးယောဘာထဲမှာဘလို့ပြောထားလဲအရမလူဒီဆုံးချင်းတို့ရောက်ယူအသက်ဝိညာဉ်ကိုဖျားသိင်နှုတ်တော်နှုတ်တော်မူတော့အပင်မျောလင့်စရာရှိတဲ့နေအဲ့တော့အရမလူတွေအတွက်ဘလို့မှအခွင့်လားမရှိတော့လူကတေပြီးပြီဆိုရင်နော် second chance မရှိဘူးပေါ့နံပါတ်၈ တည်ပြီးသောတန့်ရှင်းသူများအတွေ့အသက်ရှင်တဲ့တန့်ရှင်းသူဟာဆူတောင်းစရာမလိုဘာဖြစ်လို့လဲသူတို့ဘာသာသူတို့တည်ပြီးသောတန့်ရှင်းသူတွေကသူတို့ဘာသာသူတို့ဖျားနဲ့ဒိုင်ရိုက်နော်မြင်တွေ့နေရတယ်ဆိုတာကိုကျွန်တော်ဒီကျမ်းစာမှာတွေ့ရဒါလေးအရင်ကြီးကျွတ်တာဖတ်ပေးခြင်းနဲ့ ပရမတစေပင်စမတစေကိုဖွင့်တော်ခါဘုရားသခင်နှုတ်ကပတ်တော်ကြောင့်၎င်းမိမိတို့တက်တည်ခံချက်ကြောင့်၎င်းအတေတက်ချင်းကိုခံရသောသူတွေဝိညာဉ်များကိုရစ်ပလင်အောင်နိုင်ငါမြည်သူတို့ကလည်းတန်ရှင်းဟုတ်မှန်အစိုးပိုင်တော်မူသောအရှင်မြေပေါ်မှာနေသောသူတို့သည်ငါတို့အသွေးကိုတွန်းကြသောအပြစ်နှင့်အလျောက်ဒါမပေးဘဲအဘယ်ညကာလပတ်လုံးနေတော်မူမည်နည်းဟုကြီးသောအတာနှင့်ကြွေးကြော်ကြ၏ထိုသူတို့၌ဖြူသောဝုလုံကိုပေးတော်မူ၏ ထိုနည်းတူအတီတက်ချင်းကိုခံရလာတတ်သောမိမိအလုတ်ဖော်ဆောင်ဖက်ညီကိုတို့သည်ပြည့်စုံခြင်းသို့မရောက်မီခဏငြိမ်သက်စွာ နေရကြအုံးမြို့သူတို့အားမိန်တော်မူ၏ဆိုတော့ဒါအတက်တက်ခံရတဲ့တန်ရှင်းသူတွေအဲ့ဒီအတက်ခံရတဲ့တန်ရှင်းသူတွေရဲ့ဝိညာဉ်တွေကရစ်ပလင်အောက်ပေါ်မှာ ရောက်တယ်သူတို့ဖျားကိုဒိုက်ရိုက်စကားပြောတယ်ဖျားကလည်းသူတို့ကိုအဖြေပေးတယ်နောက်ဝင်နေဆူတောင်းပေးစရာမလိုဒါကြောင့် ကျွန်တော်တမန်ကျမ်းစာရဲ့နော်တုံတင်ချက်ကိုကျွန်တော်ကြည့်ရင်ယုံကြည်တော်သူကသူသေးတာနဲ့သူ့ရဲ့ဝိညာဉ်တည်ဖျားသခင်နဲ့အနည်းဆုံးနေရာကိုတန်းရောက်တယ်အဲ့ဒါသခင်ခရစ်တော်သွန်လောင်းတဲ့အသွေးတော်သခင်ခရစ်တော်ရဲ့ရွေးနှုတ်ခဲ့တဲ့ခြင်းကြောင့်ဖြစ်တဲ့အဲ့ဒီလူအသက်ရှင်နေတဲ့အချိန်မှာဖျားသခင်ကနှုတ်ကပတ်တော်အပြင်ဝိညာဉ်တော်သည်သူ့ရဲ့အသက်တာကိုတန်ရှင်းအောင်တုံတင်နေခုနကတော့ကျွန်တော်ဖတ်ပြီးပြီနှစ် တသက်အခန်းကြီး9အပိုင်23 24မှာကျွန်တော်ကိုနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးတန်ရှင်းစင်ကြယ်ဖို့ရန်တဖရားကကျွန်တော်ကိုသွန်သင်ပဲ့ပြင် ဆုံးမနေတယ်ယောဟန်စက်ခွန်အပိုင်ငယ်စက်ခွန်မှာလည်းပဲကျွန်တော်အသက်ရှင်နေတဲ့အချိန်အသက်ရှင်နေတဲ့အချိန်မှာတမန်တရားအဖြစ်ကျွန်တော်ကိုတန်ရှင်းစေတယ်เนาะဒါကြောင့်ကျွန်တော်တို့အာတည်ပြီးတဲ့ယုံကြည်သူတွေအတွက်မပူပါနဲ့ နော်တင်ကျွန်တော်ကျမတို့ဒီတခင်ခရစ်တော်ရဲ့ယွင်းထုတ်ကယ်တင်ခြင်းအမှန်တကယ်ယုံကြည်လက်ခံပြီးခရစ်တော်ကိုတကယ်ယားတယ်ဒုတိယမွေးခြင်းခံတော်သူမှန်ရင်ကျွန်တော်တို့နောက်ကလည်းဘယ်သူတစုံတဥကမှဆုမတောင်းပေးရင်လည်းပဲဘုရားသခင်စီရောက်မှာဖြစ်ပါတယ်ကျွန်တော်ကနောက်ကနေဆုတောင်းပေးသူမရှိလဲဘာမှဖြစ်ဘူးခရစ်တော်ရဲ့အသွေးတော်ကြောင့်ခရစ်တော်ယွင်းထုတ်ကယ်တင်ခြင်းကြောင့်ဘုရားသခင်စီကျွန်တော်ရောက်မှာဖြစ်တယ်ဆိုတဲ့အကြောင်း ော်ဝင်မြှောက်ပေးလို့ပါတယ်အားလုံးဖျားကောင်းကြည့်ပေးပါစေ